စိတ်ဝင်စားစရာကမ္ဘောဒီးယားနိုင်ငံအကြောင်းဖူနမ်မင်းဆက်ကအိန္ဒိယသားဖြစ်ရင်ကိုနေညာတစ်ချိန်တုန်းကကမ္ဘောဒီးယားတွင်နေတဲ့ခမအင်ပါယာတီရှိယာရက်ကိုဖူနမ်ရက်လို့တရုတ်တွေက သမိုင်းမတန်တင်ခဲ့ကြတယ်ဖူနန်ဆိုတဲ့အမည်နဲ့ကုန်တိုက်ကြီးတစ်ခုစင်ကာပူကပီနင်ဆူလာပလာဇာနဲ့မျက်နှာချင်းကပ်ရှိနေတော့စလုံးရောက်မြန်မာတွေအနေနဲ့ဂဒီနမ်မြင်နဲ့ယင်းဤပိသားဖြစ်မဲ့ကမ္ဘောဒီးယားနိုင်ငံဟာအင်ဒိုချိုင်းနာအိန္ဒိယနဲ့တရုတ် ဂျားကကျိုးဆွယ်ကြီးမှာတည်ရှိတာနဲ့အညီတချိန်ကအိန္ဒိယနဲ့တရုတ်တို့ရဲ့ယူကျေးမှုနဲ့ဩဇာတက်ရောက်မှုတွေရှိခဲ့တာက အမှန်ပဲဖူနန်ဒေတာကိုအုပ်ချုပ်တဲ့တစ်ချိန်ကပင်လယ်ဓာပြတွေဖြစ်တဲ့နဂါမျိုးနွယ်ကောင်းဆောင်ရဲ့သမီးဖူနန်မင်းဆက်ရဲ့ပထမဆုံးဘုရင်မလေးတူမာကအိန္ဒိယကုံတယ်တွေစီးလာတဲ့လေကိုတိုက်ရကအိန္ဒိယကုံတယ်တို့ဟာမင်းသမီးတူမန်ကိုရဲဝင့်စွာပြန်လည်တိုက်ခိုက်ခဲ့ပေမဲ့လှေပြက်ပြီးကမ်းမာတောင့်တနေခဲ့တဲ့အဲ့လိုတိုက်တဲ့နေရာမှာကုံတယ်တွေဖက်ကတိုက်ခိုက်ရေးအရန်တော်တဲ့အိန္ဒိယသားဘရာမင်ဆက်ဝင်ကုန်ညာရဲ့တိုက်ရိုက်ခိုက်ရေးကိုမင်းသမီးကအလွန်သဘောကျသွား ထားပြီးသူ့ကိုလက်ဆက်ဖို့သူကိုယ်တိုင်ကမ်းလှမ်းခဲ့ပါတယ်မင်းသားဘက်ကလည်းအဲ့ဒီကမ်းလှမ်းမှုကိုလက်ခံခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးကွန်တင်ညာဟာကွန်တင်ညာဝါမန်ဒေဝော့ပွဲခံကဖူနန်မင်းဆက်ရဲ့ဒုတိယမြောက်ဘုရင်ဖြစ်ဝိယာတပူရဲ့မှာနန်းဆိုင်အုပ်ချုပ်ခဲ့ပါတယ်ဒီအဖြစ်ပြက်ကစတရာစုမှဖြစ်ခဲ့တယ်လို့ဆိုကြပါတယ်ဒီအဖြစ်ပြက်ဟာရာဇဝင်ဆိုပေမဲ့အတစ်တွေ့တဲ့ရန်ကဘောရဲဆိုတဲ့နေရာကဝတ်ခါမျိုးတင်ကြိုင်းကတွေ့ရတဲ့ DNA နမူနာတက်တီတွေရ သူတို့ရဲ့ DNA ထဲမှာတောင်အာရှ DNA အရောရာခိုင်နှုံး40ကနေ50အထိပါနေတယ်ဆိုပြီးတွေ့ရပါတယ်အဲ့ဒီအချိန်ကစပြီးကမ္ဘောဒီးယားမှာ အိန္ဒိယဟိန္ဒူကြီးမှုထွန်းကားခဲ့တယ်လို့ဆိုတဲ့ကမ္ဘောဒီးယားကနာမည်ကျော်အန်ကိုဝက်ကျောင်းတော်ကြီးဟာလည်းခမာနဲ့အိန္ဒိယပေါင်းဆက်ထားတဲ့ဟိန္ဒူကြီးမှုအမွေနဲ့ကျောင်းတော်ကြီးပဲ ဖြစ်ပါတယ်တကယ်ကတိတ်တော့မထူးဆန်းပါဘူးကမ္ဘောဒီးယားတင်မကအင်ဒိုနီးရှားကျွန်းတွေဟာလည်းအိန္ဒိယဟိန္ဒူကြီးမှုထွန်းကားခဲ့တဲ့အရက်တွေပဲဖြစ်ပါတယ်ဆေးလန်နဲ့မင်းဆက်တို့တီရီဝီဇယာမင်းဆက်တို့ဟာလည်းဟိန္ဒူကြီးမှအောက်မှာပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်ဘီရင်စနစ်နဲ့ ကမ္ဘောဒီးယားကမ္ဘောဒီးယားပြည်သူတွေဟာဘရင်စနစ်ကိုအလွန်ပဲလေးစားပါတယ်ကမ္ဘောဒီးယားအလံကိုကြည့်ရင်အလဲမှာအနီရောင်လိုင်းတစ်လိုင်းနဲ့ပြီးမှအပြာရောင်လိုင်းနှစ်လိုင်းပါရှိပြီးအလဲကအနီရောင်လိုင်းရဲ့ဘဟုမှာအန်ကောဝတ်ဖျားကြောင်ကြီးပုံကိုထည့်ထားပါတယ်အလံကိုအတိတ်ပဲဖွင့်တဲ့အခါအန်ကောဝတ်ဖျားကြောင်ကြီးဟာဘာသာရေးကိုကိုးစားပြုပြီးအပြာရောင်ကဘရင်ကို အနီရောင်ကတိုင်းပြည်ကိုကိုးစားပြုဖော်ပြထားတဲ့အလံဖြစ်ပါတယ်တိုင်းပြည်ကိုပြည်သူရဲ့ ဘရင်ရဲ့ဘာသာရဲ့တုံးချောင်းထောက်တိဆောက်ထားတယ်လို့ခံယူကြပါတယ်။ကီတူရဲ့ဘရင်ရဲ့ဘာသာရဲ့ကိုခွဲထုတ်လို့မရဘူး။ဒီသုံးခုဟာတစ်ခုနဲ့တစ်ခုအပြန်အလှန်အမိတဟဲပြုနေရတယ်လို့ဆိုပါတယ်။ဟိန်းနူအယူဆအတိုင်းဘရင်တွေဆိုတာဟာဖျားကိုကိုစားပြုသူတွေဖြစ်တယ်။ကဘာမီဘုတ်ကတက်ရှိဖျားအခုနောက်ပိုင်းတော့ဖရာရဲ့ကိုစားပြုသူလို့ဆိုကြပါတယ်ဘရင်တွေကိုဒေဝရာဇလို့ခေါ်ပါတယ် ေဝကဖျားရာဇာကမင်းဆိုတော့မင်းဖျားလို့တတ်မှတ်ကြတာပါဘယင်းဆိုတာဟာလဲတိုင်းပြည်ရဲ့ပြယုတ်ဖြစ်တယ်ဘယင်းကို တိုင်းပြည်နဲ့ခွဲထုတ်လို့မရဘူးလူဟာနှလုံးသားနဲ့ခွဲထုတ်လို့မရတယ်လို့ပဲဘယင်းဟာလည်းတိုင်းပြည်နဲ့ခွဲထုတ်လို့မရဘူးအဲ့လိုခွဲထုတ်လိုက်ရင်နှလုံးသားမရှိပဲလူဟာအသက်မရှင်နိုင်တယ်လို့ဘယင်းမရှိပဲတိုင်းပြည်ဟာမရှင်သန်နိုင်ဘူးလို့အခိုင်အမာယုံကြည်ထားကြပါတယ် ဒါကြောင့်ပဲနောက်ပိုင်းလဝဲစွန်းခမာနီတွေအာနာယပြီးနောက်ပိုင်းမှာတော့ဘယင်တီဟာနုကိုတရုတ်ပြည်ကပြန်ခေါ်ပြီးရုပ်ပြအခြေချုပ်ပြထားရပါတယ်အခုခမာနီခွဲထွက်ဘူဂျိုဟောင်းတဖြစ်လဲဝင်ကြီးချုပ်ဟွန်ဆန်လက်ထက်မှာလဲဘယင်စနစ်ဟာအ ਨੇ ဆုံးရုပ်ပြအဖြစ်ဆက်လက်ထားနေရဆဲဖြစ်ပြီးဘယင်တီဟာနုရဲ့သားဘယင်တီဟာမူနီဟာကမ္ဘောဒီးယားမှာဘယင်အဖြစ်ဒီကနေ့တိုင်ဆောင်ရောင်နဲ့တကွာရှိနေဆဲဖြစ်ပါတယ်